ူကရိန်းတပ်သားတွေချက်ချင်းတက်ဆုတ်ဖို့ပူတင်အမိန်ပေးယူကရိန်းတပ်တွေကမကြောက်မလန့်ရုရှားပိုင်ဒေါ်လာ၄ဘီလီယံကျော်တန်မိုးရှိတဲ့ယထာလန်ကိုကျူးကျော်ဖျက်ဆီးသွားနေတာကြောင့်ပူတင်အမျက်ဒေါသတွေငဲထိတ်ရောက်နေပါပြီ။ဒါကြောင့်ချက်ချင်းပဲယူကရိန်းတပ်တွေရုရှားတွေကနေဆုတ်ခွာသွားဖို့မဟုတ်ရင်ကောင်းကောင်းကြီးအထိနာမယ်လို့သတိပေးခဲ့ပါပြီ။ ဒါကိုယူကရိန်းဘက်ကတော့ပူတင်ပြောဆိုချက်ကိုလက်တလောတုံ့ပြန်ထားတာမရှိသေးပါဘူး။အမေရိကန်တမ္မတဒေါ်နန်ထရပ်ဂျာဝေးစည်းဆက်နေတဲ့ဂျားကနေနှစ်ဖက်ကတိုက်ခိုက်မှုတွေအရှိန်မြင့်နေတာလည်းဖြစ်ပါရည်။ပြီးခဲ့တဲ့အော်တိုဘာလ19ရက်နေ့ကရုရှားနိုင်ငံမှာရှိတဲ့ကမ္ဘာအကြီးဆုံးတဘာဝတန်းငွေတန်းစင်စက်ရုံဖြစ်တဲ့ Oring ဘက်ကယူကရိန်းဒရုန်းတိုက်ခိုက်ခံရတာကြောင့်ကာဇက်စတန်နိုင်ငံဘက်ကနေတန်းငွေလက်ခံရရှိတာကိုရပ်ဆိုင်းလိုက်ရတယ်လို့ကာဇက်စတန်စွမ်းအင်ဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါရည်။ ဒရုန်းတိုက်ခိုက်မှုကြောင့်အစောပိုင်းကဒီစစ်ရုံဟာတစ်စိတပိုင်းပြက်စီးသွားပြီးစစ်ရုံဝင်အတွင်မှာရှိတဲ့အလုယုံတစ်ခုမှမီးလောင်ခဲ့တဲ့အကြောင်း Orenbat Data အုပ်ချုပ်ရေးမှူးကပြောပါရီနောက်ပိုင်းမှာတော့မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ရုရှားမီဒီယာတစ်ခုဖြစ်တဲ့ Commerce သတင်းစာကဖော်ပြရေးသားခဲ့ပါရီ Orenbat Data မှာရှိတဲ့ဒဏ်ငွေတန့်စင်စစ်ရုံတစ်ရုံနဲ့ Samara Data မှာရှိတဲ့ရေနံချက်စစ်ရုံတစ်ရုံကိုတိုက်ခိုက်ခဲ့တဲ့အကြောင်း Ukraine ဘက်ကလည်းအတည်ပြုခဲ့ပါရီ ယူကရိန်းဟာရုရှားရဲ့လောင်စာဆီထောက်ပံ့ပို့ဆောင်ရေးကိုနှောက်ယှက်ဖို့နဲ့ရုရှားအစိုးရရဲ့ရန်မုံငွေဖျက်တောက်ဖို့အတွက်ပြီးခဲ့တဲ့ဩဂုတ်လကတည်းကရုရှားရေနံချက်စက်ရုံနဲ့တခြားစွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုတိုးမြင့်တိုက်ခိုက်လာခဲ့ပါသည်။အဲဒီနေရာမှာပောက်ကွဲမှုတွေနဲ့မီးလောင်မှုတွေဖြစ်ခဲ့တယ်လို့ယူကရိန်းစစ်တပ်ကပြောပါသည်။အခုဖြစ်စဉ်မှာ Orenburg ဒဏ်ခွေဓာတ်လုပ်ငန်းစုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အဲဒီစက်ရုံကိုယူကရိန်းကပထမဆုံးအကြိမ်တိုက်ခိုက်တာလို့လည်းသိရပါသည်။ ဂက်စပရွန်လုပ်ငန်းကလေပတ်လောက်ကန်နေတဲ့အဆိုပါစက်ရုံရဲ့နှစ်စဉ်တန့်စဉ်ထုတ်လုပ်နိုင်စွာဟာကုဗမီတာ45ဘီလီယံအထိမြင်းမြတ်ဆဆရှိနေတာဖြစ်ပါတယ်။ဒါအိုရင်ဘက်ရေနံနဲ့တဘာဝတန်းငွေလောက်ကွက်ကနေတန်းငွေကွန်တက်စီတွေအပြင်ဂါဇစ္စတန်နိုင်ငံကပို့လွှတ်တဲ့ကာရာချက်စကာနဲ့လောက်ကွက်ရဲ့တန်းငွေတွေကိုပါလက်ခံထုတ်လုပ်တန်းစဉ်ပေးနေတာဖြစ်ပါတယ်။ဂက်စပရွန်ထံမှအရေးပေါ်အခြေအနေရှိတဲ့အကြောင်းအကြောင်းကြားလာပေမဲ့ပျက်စီးမှုအတိုင်းအတာဘယ်လောက်ရှိတယ် ဘယ်တော့မှပြန်လဲလဲပတ်နိုင်မလဲဆိုတာတော့အသေးစိတ်မသိရသေးဘူးလို့ကာဇစတန်စွမ်းအင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။ဒီတိုက်ခိုက်မှုမှာထိခိုက်ဒဏ်ရာရသူမရှိဘူးလို့လည်းသတင်းတွေကထုတ်ပြန်ပါတယ်။တဆက်ထဲရအနေနဲ့ညနေပိုင်းအတွက်ယူကရိန်းဒရုန်းတွေပေါ်လေကြောင်းရကာကွယ်စစ်နေတယ်လို့လုတ်ခဲ့တဲ့အကြောင်းရုရှားဆာမာရာဒေတာအုပ်ချုပ်ရေးမှူးကလူမှုကွန်ရက်မှာပြောထားပါတယ်။ဒါအပြင်အဲ့ဒီဒေတာမှာရှိတဲ့လေဆိုင်နဲ့မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုတွေကိုလည်းဆိုင်းငံ့ထားရတဲ့အကြောင်းသိရပါတယ်။ ဒါတွေကလည်းပူတင်ကိုအမျက်တော်သာပိုကြီးမလာစေခဲ့တာပါ။ဒွန်ယက်ပြည်နယ်ကိုယူကရိန်းလက်လွတ်ပေးဖို့ထရမ့်စီပူတင် တောင်းဆိုခဲ့တယ်လို့ဆိုပါရီ။စစ်ပွဲရဆိုင်တဲ့ဘုတ်တူညီချက်တွေအတွက်ယူကရိန်းကဒေါနက်စ်ဒေသကိုအပြေးတိုင်ဆွလွန်ပေးစေလို့ကြောင်းရုရှားတမ်ပရာပူတင်ကအမေရိကန်တမ်ပရာထရန့်ကိုအော်တိုဘာလ20ရက်နေ့ကပြောကြားခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါရီ။ထရန့်ဟာရုရှားနဲ့ယူကရိန်းတို့ကြားစစ်ပွဲရဆိုင်စေဖို့အတွက်နှစ်ဖက်စလုံးကိုဖိအားပေးတောင်းဆိုနေခဲ့တယ်လို့ရုရှားကငြင်းငြိမ်းရေးအတွက်လက်တွေညှိနှိုင်းမှုတွေကနေရှောင်လွှဲတယ်ဆိုတဲ့သဘောမျိုးလဲဆွဆွဲခဲ့ပါရီ ပြည်ခဲ့တဲ့တရင်ဘက်မှာတော့ထရန့်ဟာပူတင်နဲ့ဖုန်းဆက်ပြီးဆွေးနွေးခဲ့တယ်လို့ယူကရိန်းသမ္မတဇလန်စကီကိုလည်းအင်ဖြူတော်မှာလက်ခံတွေ့ဆုံခဲ့ပါတယ်။ပူတင်နဲ့ဖုန်းပြောတဲ့အချိန်မှာတော့ထရန့်ကသူတို့နှစ်ဦးကြားကဆွေးနွေးမှုတွေအများကြီးအပြုသဘောဆောင်ခဲ့တယ်လို့မကြခင်ဟန်ဂရီနိုင်ငံမှာသူနဲ့ပူတင်လူချင်းတွေ့ကြဖို့သဘောတူခဲ့တယ်လို့လည်းပြောပါတယ်။ ထရန်နဲ့ပူတင်ဖုံးပြောခဲ့တဲ့အသေးစိတ်အကြောင်းအရာတွေကိုမသိရပေမဲ့ပူတင်ကတော့စစ်ပွဲရက်စဲခြင်းရဲ့ယူကရိန်းအနေနဲ့နိုင်ငံအရှေ့ပိုင်းကရုရှားနဲ့ထိစပ်နေရဒုညပြည်နယ်တစ်ခုလုံးကိုလည်းလွတ်ပေးရမယ်လို့ထရန့်ကိုတောင်းဆိုခဲ့တဲ့အကြောင်း Washington Post သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဒုညကိုအဆုံးရှုံးခံဖို့ယူကရိန်းဘက်ကကောင်းငိတ်မယ်ဆိုရင်ရုရှားကလည်းယူကရိန်းရဲ့ခါဇွန်နဲ့ဇပိုရီဇာပြည်နယ်တွေကိုဝင်ရောက်နေရာယူထားတဲ့တပ်တွေကိုရှုတ်သိမ်းဆုတ်ခွာပေးမယ်လို့ပူတင်ကကန့်လန့်ခဲ့တဲ့အကြောင်းသိရပါတယ်။အဲဒီနောက်ထရန့်ရဲ့အစိုးရကခန့်အပ်ထားတဲ့အထူးညှိနှိုင်းရေးကိုယ်စားလှယ် Steve Wakoffa Donetsk ကိုလက်လွတ်ပေးဖို့ Ukraine အစိုးရကိုစတင်တိုက်တွန်းနေတယ်လို့လည်း Washington Post ကဆိုပါရယ်။ဒါပေမဲ့ဒီကိစ္စကို Ukraine ရောအိမ်ဖြူတော့ကပါအဲ့ဒီသတင်းနဲ့ပတ်သက်လို့နှုတ်ဆက်နေပါရယ်။ Trump ကအစပိုင်းတုန်းကစစ်ပွဲရဆိုင်မှုဆိုရင် Ukraine ကပိုင်းနဲ့နေမီတချို့ကိုအဆုံးရှုံးခံရမှာဖြစ်တယ်လို့ Russia ကလည်းထိန်းချုပ်နေမီတချို့ကိုလက်လွတ်ပေးရနိုင်တဲ့အကြောင်းမှတ်ချက်ပေးခဲ့ပါရယ်။နောက်တော့သူရဲ့စကားကပြောင်းသွားပြီး Ukraine ကစစ်မဖြစ်ခင်နိုင်ငံပိုင်နဲ့နေမီအားလုံးကိုပြန်ရပြီးစစ်ပွဲကိုအဆုံးသတ်နိုင်ခြင်းမျိုးရှိနေတဲ့အကြောင်း Trump ကပြောခဲ့ပါရယ်။ Washington Post ကတော့ American အစိုးရရဲ့သတင်းအရေးမြင့်နှစ်ဦးကိုကိုးကားပြီး Putin က Donetsk ဒေသကိုသာ Russia ပိုင်နက်ဖြစ်ရမယ်ဆိုရင်စစ်ပွဲရပ်တန့်ရေးသဘောတူမှာဖြစ်တယ်လို့ Zaporizhia နဲ့ Kherson တို့ကို Russia ပိုင်နက်အဖြစ်သတ်မှတ်ထားလို့မှုကိုလက်လျှော့ပေးမယ်လို့ Trump ကကန့်လန့်ခဲ့တဲ့အကြောင်းဖော်ပြသွားပါတယ်ဒီတကြိမ်ပူတင်ဘက်ကတောင်းဆိုမှုဟာဩဂုတ်လကတည်းကအမေရိကန်ရဲ့အလက်စကာပြည်နယ်မှာထရန့်နဲ့လူချင်းတွေးဆောင်တော့ကတောင်းဆိုခဲ့တဲ့အချက်လက်တွေထက်ရောကြသွားတယ်လို့ Washington Post ကဆိုပါတယ်။ ရုရှားအနေနဲ့စစ်ရဆိုင်ဆွေးနွေးဖို့လိုလိုလားလားမရှိတာသိကြရင်အမေရိကန်ကလည်းယူကရိန်းစီထုမခော့ဒုံးကြီးတွေထောက်ပံ့ပေးဖို့စဉ်းစားရလိမ့်မယ်လို့ထရန့်ကသတိပေးချိန်ချောက်ခဲ့ပြီးမကြာခင်မှာပဲသူနဲ့ပူတင်တို့ဖုန်းဆက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ယူကရိန်းသမ္မတဇလန်စကီကတော့ပူတင်ဟာယူကရိန်းလက်ထက်အဲ့ဒီတာဝဲပစ်ခရုစ်ဒုံးကြီးတွေရောက်လာမှာကိုစိုးရိမ်လို့သာစစ်ရဆိုင်ဆွေးနွေးမဲ့အခြေအနေစီဥလဲလာခဲ့တဲ့အကြောင်းပြောပါတယ်။ပူတင်တောင်းဆိုခဲ့တဲ့ဒိုနက်ဒေတာဟာဆိုရင်ယူကရိန်းရုရှားစစ်ပွဲမဖြစ်ခင်2012ခုနှစ်လောက်ကတည်းကတိုက်ပွဲတွေဖြစ်တဲ့နေရာပါ။ ဒိုညက်စ်ပြည်နယ်ထဲမှာရုရှားကကြောထောက်နောက်ခံပေးထားတဲ့ခွဲထွက်ရေးပျောက်ကြားအဖွဲ့တွေလှုပ်ရှားနေတယ်လို့အစိုးရပိုင်းတော်တော်များများကိုရုရှားကထိန်းချုပ်နိုင်ပေမဲ့ပြည်နယ်တစ်ခုလုံးကိုတော့တင်းယူနိုင်စွမ်းမရှိသေးပါဘူး။ယူကရိန်းဟာစလိုဗင်းစ်နဲ့ကရာမာတော့ခ်လိုမျိုးမြို့ကြီးတွေအပါအဝင်ပြည်နယ်ရဲ့အနောက်မြောက်ဘက်နယ်မြေတွေကိုဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ထရန့်နဲ့ပူတင်ဆွေးနွေးပွဲမှာပါဝင်ဖို့ဇယ်လန်စကီအသင့်ရှိနေ ဟန်ဂရီနိုင်ငံမှာကျင်းပမဲ့သမ္မတဒေါ်လန်ထရန့်နဲ့ပူတင်တို့ရဲ့ထိပ်သီးအစည်းအဝေးအတွက်ဖိတ်ကြားခံရမယ်ဆိုရင်အသိရှိနေတယ်လို့ယူကရိန်းသမ္မတဇလန်စကီကပြောကြားလိုက်တာကို AP သတင်းမှာဖော်ပြထားပါတယ်။အမေရိကန်နဲ့ရုရှားသမ္မတတို့ဟာယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးထပ်မံဆွေးနွေးမှုတွေပြုလုပ်ဖို့ဟန်ဂရီနိုင်ငံဘူဒါပက်စ်မြို့မှာလာမယ့်သတင်းပတ်အနေငယ်အတွင်းတွေ့ဆုံမှုစီစဉ်ထားတယ်လို့ပြီးခဲ့တဲ့ကြားသပတေးနေ့ကကြေညာခဲ့ပါတယ်။ဇလန်စကီက ျွန်တော်တို့တော့သွေးဆောင်မဲ့ပုံစံမျိုးနဲ့ဒါမှမဟုတ်ဂျားကန်တရမန်ကြီးခေါ်တဲ့ပုံစံမျိုးဖိတ်ခေါ်လာမယ်ဆိုရင်ပုံစံတမျိုးမျိုးနဲ့ခေါ်ရမယ်ဆိုရင်ကျွန်တော်တို့သဘောတူပါတယ်လို့သတင်းထောက်တွေကိုပြောကြခဲ့ပါတယ်။ပြီးခဲ့တဲ့တောက်ကြာနေက Trump နဲ့ Zelensky တို့အင်ဖြူတော်တွေးဆောင်ပွဲမှာ American ကစစ်ပွဲအဆုံးသတ်ဖို့အတွက် Russia တို့ရဲ့စီမင်းစီကံတတ်မှတ်ချက်တွေကိုလက်ခံဖို့ Ukraine ကိုတိုက်တွန်းခဲ့တဲ့အကြောင်းလည်းသိရပါတယ်။ Zelensky က Trump နဲ့တွေးဆောင်မှုကိုယူသားပွင့်လင်းတယ်လို့ဖော်ပြခဲ့ပြီးသူ့ရဲ့အဓိကရည်မှန်းချက်ဟာငြိမ်းချမ်းရေးအလင်းမြန်ရဖို့မဟုတ်ပဲ တရားမျှတတဲ့ငြိမ်းချမ်းရေးသာဖြစ်တယ်လို့ထရန့်ကပြောကြားခဲ့တယ်လို့ဆိုပါရီအဲ့ဒီအပြင်ထရန့်ပူတင်ဆွေးနွေးပွဲအတွက်ဟန်ဂေရီကိုရွေးချယ်တတ်မှတ်တာကိုလည်းဇလန်စကီကဝေဖန်ခဲ့ပါရီထရန့်ကသတင်းတောက်တွေကိုပြောကြားရမှာကျွန်တော်တို့၃ယောက်အဖြစ်ပါဝင်မှာပါဒါပေမဲ့တီးကြစီဖြစ်နေနိုင်တယ်လို့ဆိုလိုက်ပြီးခေါင်းဆောင်၃စလုံးအတူတကွာဆွေးနွေးဖို့လိုအပ်တယ်လို့ပြောပါရီတောက်ကြနေထရန့်ရဲ့ဆွေးနွေးပွဲမှာဇလန်စကီကရုရှားအတွင်းမှာအထိပြစ်ခတ်နိုင်တဲ့ထမားကဒုံးကြီးတွေကိုတေချာပေါက်မျောလင့်ခဲ့ပေမဲ့ထရန့်ကကတိမပေးခဲ့တဲ့အတွက်လက်ဗလာနဲ့ပြန်ခဲ့ရပုံရပါရီ တနင်္လာနေ့ထုတ်မီဒီယာသတင်းတွေအရအမေရိကန်နဲ့ယူကရိန်းခေါင်းဆောင်တွေတွေ့ဆုံွယ်ဟာအရင်ကထပ်ပို့ပြီးတင်းမှပြင်းထန်ခဲ့တယ်လို့ဆိုပါရယ် Finnska Time သတင်းစာမှာတော့ Trump ကဇလန်စကီကိုရုရှားရဲ့စီးကမ်းချက်တွေကိုလက်မခံဘူးဆိုရင်ပူတင်ကယူကရိန်းကိုဖျက်ဆီးပစ်မယ်လို့တတိပေးခဲ့တဲ့အကြောင်းဆွေးနွေးပွဲနဲ့ရင်းနှီးသူတွေကကိုးကားဖော်ပြကြပါရယ်အမေရိကန်ဘက်ကရုရှားရဲ့ပြောဆိုချက်တွေအတိုင်းပဲ့တင်တဲ့ထပ်နေတယ်လို့ဆိုပါရယ် အဲ့ဒီပြင်ထရန့်ကယူကရိန်းစစ်မြေနာမြေပုံတွေကိုဘေးဖယ်ထားပြီးဒွန်ဘတ်စ်ဒေသတစ်ခုလုံးကိုပူတင်ကိုပေးလိုက်ဖို့ဇလန်စကီကိုတောင်းဆိုခဲ့တဲ့အကြောင်းလည်းဖော်ပြထားပါတယ်။အရင်လာကတော့ယူကရိန်းဟာမူလပုံစံအတိုင်းယူကရိန်းတစ်ခုလုံးကိုပြန်လည်အနာယူနိုင်တယ်လို့ထရန့်ကပြောခဲ့ပါပါတယ်။အဲ့ဒီမတိုင်ခင်လဲထရန့်ကယူကရိန်းဟာနေမီတချို့ကိုလက်လွတ်နိုင်ရပွဲရှိတယ်လို့သတိပေးခဲ့ပါတယ်။ဇလန်စကီကတော့နေမီဆွတ်လွတ်မှုကိုအစဉ်တစိုက်ညှင်းပယ်ခဲ့တာဖြစ်ပါတယ်။ပြည်ပကားကိုအဆုံးသတ်ဖို့အတွက်ဆိုရင်ထရန့်ဟာမော်စကိုအပေါ်စီးပွားရေးဖိအားပေးဖို့ရည်ရွယ်ပြီး နေတိုးနိုင်ငံ၏အပါအဝင်တရုတ်နဲ့အိန္ဒိယတို့အနေနဲ့ရုရှားစီကရေနံဝယ်ယူမှုရပ်တန့်မှုဖိအားပေးနေတယ်လို့လည်းသိရပါတယ်။တခါစစ်ပွဲအဆုံးသတ်ရေးတိုးတက်မှုရရှိဖို့ပူတင်ကိုနောက်ဆုံးသတ်မှတ်ရအထိမလိုက်နိုင်အောင်ဆိုရင်ပုံမှန်ပြင်းထန်တဲ့ပိတ်ဆို့မှုတွေလုပ်မယ်လို့ချိန်ချောက်ခဲ့ပေမဲ့ဘာမှအကောင့်ထဲပေါ်တာမျိုးမရှိပါဘူး။တစ်ဖက်မှာလည်းယူကရိန်းကိုထမဟော့စ်ဒုံးကျည်တွေပေးဖို့အသိမဖြစ်သေးဘူးလို့သမ္မတဒေါ်လန်ထရန့်ကပြောဆိုလိုက်တာကြောင့် တဗရာဇလန်စကီကထရန်နဲ့အိမ်ဖြူတော်မှာတွေ့ဆုံပြီးတဲ့နောက်လက်ဗလာနဲ့ထွက်လာခဲ့ပုံရတယ်လို့လေးလာသူတွေကခံမှန်းသုံးသပ်ထားပါတယ်။အမေရိကန်ပြည်ထောင်စုကစစ်ပွဲအရှိန်မြင့်မှာမလိုလားတာကြောင့်ဆွေးနွေးမှုတွေနောက်သူ့အနေနဲ့အစိမ်းခံချက်မထုတ်ဘူးလို့ဆုံးဖြတ်ခဲ့တယ်လို့ဇလန်စကီကပြောပါတယ်။တမ်ဘရာနအူတွေးဆပွဲမှာကောင်းမွန်တဲ့ပြောဆိုဆက်ဆံမှုတွေရှိပြီးတာဝေးပြဒုံးကြီးတွေနဲ့ပတ်သက်လို့ဆွေးနွေးခဲ့တယ်လို့ဇလန်စကီကပြောပါရီတွေးဆမှုပြီးတဲ့နောက်ယူကရိန်းနဲ့ရုရှားတို့စစ်ပွဲကိုအဆုံးသတ်ဖို့ထရန့်ကလူမှုမီဒီယာမှာတိုက်တွန်းရှိသားခဲ့ပါရီ ထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဖုန်းဆက်ပြောဆိုပြီးဟန်ဂေရီမှာမကြခင်တွေ့ဖို့သဘောတူညီမှုရပြီတဲ့နောက်ထရန့်နဲ့ဇလန်စကီတို့အရင်တွေ့ကြတာဖြစ်ပါလေရုရှားရဲ့ရေနံတန့်စင်စက်ရုံနဲ့စွမ်းရင်ဆိုင်ရာအရင်းမြစ်တွေကိုထူမဟုတ်ဒုံးကြီးတွေပြစ်ခတ်နိုင်ရင်စစ်ကိုနောက်ကနေထောက်ပံ့ပေးနေတဲ့ရုရှားစီးပွားရေးအကြီးကြီးအားနဲ့သွားနိုင်တယ်လို့ဇလန်စကီကယုံကြည်ထားပါတယ်ထရန့်ဟာယူကရိန်းကိုထွန်မဟုတ်တုံးကြီးတွေမပေးဘူးလို့ကတိပြတ်မပြောပေမဲ့ပြီးခဲ့တဲ့တောက်ကြာနေကအင်ဖြူတော်မှာတွေးဆုံမှုအတွင်းပေးဖို့ဆုံးဖြတ်ထားပုံမရဘူးဖြစ်နေတာပါ မျောလေးရတာကတော့သူတို့မလိုအပ်ပါဘူးလေထိုမှာခော့အကြောင်းမတွေ့ပဲကျွန်တော်တို့စစ်ပြီးအောင်လုပ်မယ်လို့ထင်ပါတယ်လို့ Trump ကပြောပါတယ်အမေရိကန်ကလည်း Tomahawk တွေလိုတယ်လို့သူကပြောထားပါတယ်။ Tomahawk ကြောင့်ပူတင်ဟာ Trump နဲ့တွေ့ဆုံဖို့သဘောတူညီခဲ့သလားလို့ BBC ကမေးမြန်းတဲ့အခါ Trump ကဒုံးကျည်ရဲ့ချင်းချောက်မှုကကောင်းပါတယ်။ဒါပေမဲ့ဒီလိုချင်းချောက်မှုကအမြဲရှိခဲ့တာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။ပူတင်ဟာသဘောတူညီမှုတစ်ခုခုလိုချင်နေရလားမဟုတ်ရင်လည်း Budapest မှာ Trump နဲ့တွေ့မယ်လို့ချင်းဆိုပြီးအချိန်ဆွဲနေတာလားလို့ Imperial အပြင်ဘက်မှာတရင်တော့တယောက်ကမေးတဲ့အခါ Selensky က ကျွန်တော်လည်းမသိဘူးထိုမဟော့ကအင်အားကြီးတဲ့လမ်းနှစ်ဖြစ်လို့ယူကရိန်းထိုမဟော့ရာသွားမဲ့အလားအလာကိုရုရှားစိုးရိမ်နေထင်တယ်လို့လည်းဖြေကြားခဲ့ပါတယ်ထရန်နဲ့တွေးဆမှုအကြောင်းဥရောပခေါင်းဆောင်တွေကိုဖုန်းဆက်ပြီးပြန်လည်ဝေမျှခဲ့ပြီးကအသက်တွေကိုကယ်နိုင်မြတ်ခဲ့တယ်ယူကရိန်းလုံခြုံရေးကိုအာမခံပြီးဥရောပကအားလုံးအင်အားပိုတောင်းနေဖို့ဦးစားပေးဖြစ်တယ်လို့ဇလန်စကီက S Blue Mood Media မှာရေးသားခဲ့ပါတယ် ဥရောပခေါင်းဆောင်တွေနဲ့ဖုန်းပြောဆိုမှုဟာအကျိုးကျေးဇူးရှိခဲ့ပြီးဗီဒိန်ဟာယူကရိန်းကိုလူသားချင်းစာနာထောက်ထားမှုနဲ့စစ်ရေးအကူအညီတွေဆက်လက်ပေးရသွားမှာဖြစ်တယ်လို့ဗီဒိန်ဝန်ကြီးချုပ်ဆာခီယာစတာမာကပြောဆိုခဲ့တဲ့အကြောင်းဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။